်မင်္ဂလာပါရှင်ကျမကတော့ချေချိုဆက်မှာ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် နေပြည်တော်လေဝေးမြို့နယ်မှာမိုးသက်ထန်စွာရွာသွန်းတဲ့အတွက်ရုတ်တရက်ရေကြီးပြီးလူနေအိတ်အများအပြားကဒေသခံတွေဘေးလွယာကိုပျောက်ရွှေ့ခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါတယ်။စက်တင်ဘာလ29ရက်ကစတင်ပြီးအဆက်မပြတ်ရွာသွန်းတဲ့မိုးတံကြောင့်လေဝေးမြို့နယ်ရုံးပိအုပ်စုငပြောတော့ရွာကနေအိမ်တွေထဲရေဝင်ရောက်လာတဲ့အတွက်စက်တင်ဘာလ30ရက်မနေ့ပိုင်းမှာဒေသခံတွေကိုအရေးပေါ်ပျောက်ရွှေ့ခဲ့ရတယ်လို့ဆိုပါတယ်။ရေကရုတ်တရက်တက်လာတဲ့အတွက်အင်ချေ60လောက်ကဒေသခံတွေကိုကုညီကစဲ ရေးအဖွဲ့တွေကဆက်လက်တွေနဲ့ကုန်းမြင့်ပိုင်းတွေကိုအရေးပေါ်ပြောင်းရှိတာတွေလုပ်ပေးခဲ့တယ်လို့ရေပေးသိန်းဒေသခံတယောက်ကပြောပါတယ်။လယ်ဝဲမြို့နယ်မှာစက်တင်ဘာလ30ရက်ညနေပိုင်းအထိရေပြန်ကျတာမရှိသေးဘဲမိုးစတက်ရွာနေတဲ့အတွက်ရေထက်ကြီးနိုင်တဲ့အခြေအနေရှိတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်ကလည်းပြည်မနာမြို့နယ်မှာမိုးသက်သန့်စွာရွာသွန်းတဲ့ဒဏ်ကြောင့် တောင်ကျရေတွေကျဆင်လာပြီးနေအိမ်တွေရင်းနှီးမြုပ်တဲ့အတွက်ဒေသခံအယောက်600ကျော်ကိုအရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ကုညီကစိအဖွဲ့တွေစီကသိရပါတယ်ရှင်။ ဘကိုတိုင်အုတ်တွင်မြို့နယ်ညောင်ခြေတောင်မြို့မှာစက်တင်ဘာလ30ရက်နေ့ကဘကိုရိုးမတောင်ကြားရေကြောင်းမြို့ထဲမှာရေကြီးရေချလာပြီးတိုက်နယ်စေုံကလူနာတွေကိုအရေးပေါ်အကဲထုတ်ခဲ့ရတယ်လို့ဒေသခံတွေနဲ့အကဲစေးသမားတွေကပြောပါတယ်။မနက်9နာရီဝန်းကျင်ကစပြီးဘကိုရိုးမတောင်ကြားရေများလာပြီးပြောင်သေးချောင်းကတဆင်မြင်းနေပိုင်းနဲ့တိုက်နယ်စေုံမှာရေကြီးရေရှမ်းလာတာကြောင့်စေကုသမှုခံယူနေတဲ့လူနာအယောက်20လောက်ကိုအရေးပေါ်ရှေ့ပြောင်းပေးခဲ့ရတယ်လို့ဆိုပါတယ်။ ရုတ်တရက်ရေကြီးရေရှမ်းလာပြီးနောက်ညောင်ခြေတောင်မြို့မှာနေတချို့ပြက်စီတာရှိပေမဲ့လူထိခိုက်သေးဆုံးတာမရှိသေးဘူးလို့ကုညီပေးနေသူတွေနဲ့ဒေသခံတွေကပြောပါတယ်။ မြင်းနေပိုင်းနဲ့ရန်ကုန်မန္တလေးကာလမဘုံမှာလည်းရေရှမ်းနေပြီးရေထက်တက်လာနိုင်တာကြောင့်အခြေအနေကိုစောင့်ကြည့်နေရတယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်ခဲ့တဲ့အပူပိုင်းတိုက်ဖွန်းမုန်တိုင်းအချိန်ကြောင့်ဒေသရင်းဗီယက်နမ်လာအိုထိုင်းနဲ့မြန်မာနိုင်ငံတို့မှာမိုးများပြီးရေကြီးမြေပြိုတာတွေဖြစ်ပေါ်ခဲ့တာပါရှင် ဒီဇင်ဘာလထဲမှာကျင်းပမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ဟာခရနီပြည်နယ်ထဲမှာသူဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြန်ရဖို့အင်အားအလုံးရင်းနဲ့စစ်မျက်နှာ၃ခုဖွင့်ပြီးထိုးစစ်ဆင်လာနေပြီလို့စက်တင်ဘာလ၂၈ရက်နေ့မှာခရနီအမျိုးသားကာကွယ် DEF KNDF ကထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်ထဲမှာဒီမော့ဆိုနဲ့ဖလူဆိုမြို့နယ်တဲကဒေသခံပြည်သူတွေအပြင်စစ်ပွဲနဲ့အနီးဆုံးနေရာမှာရှိနေကြမဲ့ပြည်သူတွေအနေနဲ့စစ်ရေးအခြေအနေကြောင့်လုံခြုံရေးသတိရှိဖို့အပြင် တော်လိုင်းတက်တရဲ့ထုတ်ပြန်ချက်တွေကိုလိုက်နာပေးကြဖို့တိုက်တွန်းထားတာဖြစ်တယ်လို့ KNDF ကဗဟုနဲ့သတင်းပြန်ကြားရေးကဆိုပါတယ်။စစ်တပ်ဟာပြီးခဲ့တဲ့ဩဂုတ်လ၈ရက်နေ့တွေကဒီမော့ဆိုဖရူဆိုလမ်းမကြီးကိုရပြီးတဲ့နောက်ဘော်လခဲဘက်ကိုထိုးစစ်အတွက်အင်အားပြင်ဆင်ဖြည့်တီးနေပြီးရှန်ကရင်နီနေဆက်မိုးပြဲမှာလည်းစစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေတာ ဖေကုံဘတ်အချမ်းမှာတော့ပီယန်နိုပြည်သူစစ်နဲ့ပေါင်းပြီးစစ်ကြောင်းထတ်ထိုးလာတဲ့အတွက်စစ်မျက်နှာသုံးခုနဲ့ထိုးစစ်ဆလာတာလို့ KNDF ကဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက DBP ကိုပြောပါတယ်။ဒီမော့ဆိုရတဲ့ပလူဆိုသူကလည်းစစ်တောင်းကတောင်းလင်းကကြောင်းခွဲပြီးထိုးတယ်လေ။နောက်တစ်ခုကဒီဖေကုံဘတ်မှာဆိုလို့ရှိရင်လည်းဒီတောင်းမဲတင်းဖက်မှာပေါ့နော်။တောင်းမဲတဲ့ပမာအဲစစ်ကောင်စီနဲ့ပီယန်နိုနဲ့ပူးပေါင်းတော့မှဒါစစ်ကြောင်းထိုးနေရမျိုးရှိတယ်ပေါ့နော်။အမှုပူပြဲဆိုလို့ရှိရင်လည်းအဲပူပြဲမျိုးတွေမှာရှိတယ်သူတို့မိုဘိုင်းမျိုးမျိုးကိုတော့ထိန်းချုပ်ထားတယ်။ ်တမိုးပြမျိုးအပြင်ဖက်ဖို့သူထွက်နိုင်ဖို့အတွက်သူတို့စ조사နေပေါ့နော်စစ်ကောင်တရား조사နေရဲ့စစ်ကြောင်းထုတ်လွှင့်ချက်မှုတွေရှိတယ်ဒါပေမဲ့ကျွန်တော်တက်ရင်လည်းတည်မှုဖြစ်နေတယ်အဓိကတော့စစ်မျက်နှာ၃ခုလောက်မှဖြစ်နေရပေါ့တိုက်ပွဲကခရီးနီပြည်နယ်မှာလက်ရှိရာတီဟာစပားရိတ်သိမ်းချိန်ဖြစ်တဲ့အတွက်ထိုးလာတဲ့စစ်ကြောင်းအနီးနားကလယ်ကွင်းတွေမှာလယ်ဆိုင်နေတဲ့သူတွေအဖမ်းဆီးစစ်ဆေးခံရတဲ့ဖြစ်ရပ်တွေများလာတဲ့အကြောင်းကိုလည်းဒေသခံတွေကစက်ပြောပြပါဗျာ ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့ကမိုးပြင်းတဲ့လွိုင်ကော်ကြားမှာရှိတဲ့စော်ခီတော်ရွာနာမှာလဲဆိုင်နေတဲ့ဒေသခံအမျိုးသမီး3ဦးနဲ့အမျိုးသား2ဦးကိုစစ်တပ်ကဖမ်းဆီးပြီးခေါ်ယူစစ်ဆေးမေးမြန်းကပြန်လွှတ်ပေးလိုက်တယ်လို့ဆိုပါရယ်အဖမ်းခံရသူတွေဟာစစ်ဆေးမေးမြန်းနေစဉ်အတွင်းနှင်းမနှိပ်ဆက်ခံထားရတဲ့ပုံစံတွေနဲ့ပြန်လွတ်လာတာလို့ဒေသခံတွေကဆက်ရှင်းပြပါရယ်စာနယ်ရိက္ခာလိုအပ်ချက်မြင့်တက်နေတဲ့ခရီးပြည်နယ်မှာစစ်ဆောင်နေတဲ့ဒေသခံတွေကတော့ဝိုင်းရင်ဖြည့်ရှင်းမှုအတွက်တိုက်ပွဲတွေကြားတဲ့ကနေပဲလေယာဉ်အလုပ်တွေဆက်လုပ်နေရတာပါ စပါရေးရေးတဲ့နေရာတွေကလည်းအဓိကကဒီစစ်သားတွေနဲ့ညီတာတို့နောက်ပြီးတော့သူများပြေးလို့သူတို့မပြေးပဲကြာခဲ့တဲ့ဟာတွေတော်တော်များအဖန်ခံရတာအဲ့ဒီအဖွဲ့တွေပဲများတာပေါ့နော်နောက်တစ်ခုကသူတို့ကဒီအရှိမရေဘော်ရီကကိနေတခြားလုပ်ပြီးနောက်ကနေ ဒီမလတ်မဝေးမှာရိတ်သိမ်းတာတို့တခုခုလို့တော်တော်ရလေရတို့လောက်တာတို့ဖြည်းဖြည်းပေါ့နော်သူကဒုံနဲ့ခြားလေအစီအမပြေအဲ့ဒါလေးလုံချုံမှုမရှိဒီမော့ဆိုနာတဝိုက်စစ်ကြောင်းထိုးပြီးတဲ့ရွာတွေမှာတော့စစ်တပ်ဘက်ကဒေသခံတွေကိုရေကောက်ပွဲအမိပြန်လာဖို့တိုက်တွန်းနေပြီးလူပြန်မနေတဲ့အိမ်တွေကိုပြည်သူပိုင်ဖြစ်သိမ်းမဲ့အကြောင်းလိုက်လံနှိုးဆော်နေတယ်လို့ဒေသခံတွေကဆက်ရှင်းပြပါတယ်။လာမယ့်ဒီဇင်ဘာလမှာလုံမဲ့ရေကောက်ပွဲအပိုင်း1မှာမြို့တော်လွိုက်ကော်နဲ့ဘောလက်ခဲမှာကျင်းပမှာဖြစ်ပြီး ဒေါ်လာရင်းတပေါင်းစုတွေရဲ့နည်းမြေစိုးမိုးမှုတွေကြောင့်ခရီးနီရဲ့မြို့နယ်တော်တော်များများမှာတော့ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်းမရှိပါဘူးခင်ဗျာကျွန်တော်မော်ရစ်ပါတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းဘူးအလွိုင်းဟာဗီယက်နမ်ကမ်းခြေကိုစက်တင်ဘာလ28ရက်နေ့မှာဖျက်ချော်ဝင်ရောက်ခဲ့ပြီးထိုင်းနိုင်ငံမြောက်ပိုင်းနဲ့လာအိုနယ်ဆက်ကိုရောက်ရှိနေပြီလို့မိုးလေဝသပညာရှင်တွေကပြောကြပါဗျ။မုန်တိုင်းကအနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားနေပြီးရှမ်းပြည်နယ်အရှေ့ပိုင်းကိုမုန်တိုင်းအကျဉ်းချံလေးဖိအားနဲ့ရုံဝန်းဖြစ်ရောက်ရှိလာပြီးနေရာကွက်လို့အမိုးကြီးနိုင်ပါဗျ။ တောင်ဆောင်နေရာတွေမှာမုံမြနိုင်တဲ့အတွက်တောင်ကျရေသတိထားကြဖို့လည်းလိုတယ်လို့ဆိုပါရယ်။မုံတိုင်းကျွန်းကျန်စောက်ဝင်မဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းမှာမုံမမြနိုင်ပေမဲ့နေရာကွက်ပြီးမိုးကြည့်နိုင်မယ်လို့သိရပါရယ်။မန္တလေးတိုင်း၊စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ကိုဆက်လက်ရွေးလျားသွားပြီးမုံမြနိုင်တယ်လို့ဆိုပါရယ်။ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းမှာမုံမြနိုင်တဲ့အတွက် AR မြင့်ရည်နဲ့ချင်းရင်းမြင့်ရည်လည်းမြင့်တက်နိုင်ပြီးကုန်းမြင့်ဒေသတွေမှာမြေပြုံမဲ့အန္တရာယ်တွေလည်းသတိထားကြဖို့မိုးလေဝသပညာရှင်တွေကသတိပေးထားပါရယ်။ ပေါ်ပိုင်းမှာပေါ့နော်မြေကြီးနားနေရာမှာတက်လာနိုင်တယ်။စကိုင်းတိုင်းအထက်ပိုင်းအထိဆက်ပြီးတော့ရွေ့မှာဒါဒီဒီစက်တင်ဘာ30အောက်တိုဘာ1ရက်2ရက်အဲ့ဒီ3ရက်အတွင်းမှာဖြစ်မှာပေါ့။မြေကြီးနားနဲ့အထက်ဘက်ပေါ့နော်အထက်ဘက်ဒီမှာတော့မူများနိုင်တယ်။စကိုင်းတိုင်းရဲ့အထက်ပိုင်းပေါ့တမန်တီအထက်ပိုင်းအဲ့ဒီနေရာတွေမှာမူများနိုင်ပါလေ။အဲမူများနိုင်တယ်ဆိုတော့ချင်းမြေနဲ့အေရဝတီမြေရာတော့ ခဏတော့တက်လာနိုင်မယ်။မိကြီးတော့တဲ့အနေထားတီတော့မိုးများနိုင်မယ်အနေထားမျိုးမရှိပါဘူး။ဟိုနိုင်ချင်းကြံကြောက်မိုးများနိုင်မယ်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဟာတိုက်ပွဲတွေမကြာခဏဖြစ်ပွားနေရကြောက်ပြည်သူသိန်းနဲ့ချီစစ်ပေးတိတ်ဆောင်နေကြရတဲ့ဒေသတွေဖြစ်ပါတယ်။ချင်းနှမြင့်ရင်မြင့်တက်လာနိုင်တဲ့အတွက်ကြောင့်ချင်းနှမြင့်ကန်တလျှောက်မှာနေထိုင်တဲ့ဆစ်ဆောင်တွေအနေနဲ့မြင့်ရကြောက်ရေကြီးလာမှာကိုစိုးရိမ်နေကြရသလိုစစ်ပေးဆောင်ကူညီသူတွေအနေနဲ့လည်းမိုးရသည့်ကာလမှာလမ်းခရီးအခြေအနေကြောင့်ဆစ်ဆောင်တွေစီသွားလာရတာခက်ခဲတယ်လို့ စီမေးရှာကူညီပေးနေသူတယောက်ကပြောပါရယ် မိုးကလည်းကျွန်တော်တို့ဘက်မှာဟိုရွာပြီဆိုရင်တအားရွာတာဆိုတော့ကျတော့ဟိုရွာရင်လည်းတိတ်ပြီးတော့နှစ်ရသုံးရနဲ့လည်းမပြည့်ဘူးဆိုတော့ကျတော့ဟိုတော်တော်လေးတော့လှုပ်သွားတာလားခက်ခဲတာပေါ့နော်အဲဆုံးမစပေးချောင်းနေဆိုလို့ရှိရင်တလေးတော့တလေးစားရှိတာဘယ်လိုမသွားနိုင်တဲ့အခါမှာခက်ခဲရတော့ရှိတာဟုတ်လမ်းလေးရောလောကကန်ရတာရောအဆင်မပြေဘူးဗျကျွန်တော်တို့တွေသွားလို့ခြင်းနေဆိုရင်တော့မှလမ်းမကောင်းတဲ့နေသားမျိုးမှာကားတွေကဟိုသွားလို့အဆင်မပြေမပြေတဲ့နေသားမျိုးမှာပစ္စည်းတွေယူတာလည်းမှလည်းနှောင့်နေတယ်တိုင်ဖုန်းမုန်တိုင်းဘူးအလွိုင်းဟာ က်တင်ဘာလ30ရက်နေ့မနေ့ပိုင်းမှာလာဝနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေသတွေကိုလည်းအပူပိုင်းမုန်တိုင်းငယ်အပြင်ဆက်လက်ဖြစ်ကျော်နိုင်မယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကစက်တင်ဘာလ29ရက်နေ့မွန်းလွဲ2နာရီချိန်မှာထုတ်ပြန်ထားပါတယ်။ကျမတီရီပါ။ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျမကတော့ချေချိုဆက်မှာကျေးဇူးတင်ပါတယ်ရှင်။